Paris Saint-Germain အသင်းနဲ့တမိုင်းတလျှောက်ထိတိုက်တွေ့ဆုံမှု၅ချိန်မှာရှုံးပွဲလုံးဝမရှိထားတဲ့ Arsenal အာဆင်နယ်အသင်းကမကြခင်မှာစီးဖိုင်တွေမှာရင်ဆိုင်မဲ့ PSG အသင်းနဲ့ဒါသမိုင်းတစ်လျှောက်ထိတ်တိုက်တွေ့ဆုံမှု၅ချိန်မှာရှုံးပွဲလုံးဝမရှိတော့ဘူး၃ပွဲနိုင်၅ပွဲတည်ကြထားတယ်အဲ့ဒီ၅ပွဲမှာဆိုရင်အာဆင်နယ်ကစုစုပေါင်း၁၂ဂိုးထိသွင်းထားပြီးတော့ပြန်ပေးထားတဲ့ကိုကတော့၅ဂိုးပဲရှိတယ်ဒီချက်လက်တွေကိုကြည့်မယ်ဆိုရင်တော့အဆအဆရရ PSG အသင်းကိုအာဆင်နယ်ကသမိုင်းတစ်လျှောက်မှာတော့အသာရခဲ့တာကိုတွေ့ရတယ်အဲ့ဆိုအာဆင်နယ်အသင်းတွေ2008ခုနှစ်မှာတော့တစ်ချိန်တွေ့တယ်အဲ့တော့၂ဂိုးတစ်ဂိုးနဲ့ PSG ကိုနိုင်ခဲ့တယ်2016မှာတော့အင်ကွင်းဝင်းဝင်းနှစ်ကြော့တွေ့တယ်ပထမအကြော့ PSG အသင်းရဲ့ကွင်းမှာဝမ်ဝမ်းတည်ကြပြီးတော့ဒုတိယအကြော့ကိုယ်ရင်ကွင်းမှာတော့တူတူတည်ပြန်ကြထားတယ်။2018ကတကြိမ်တွေ့တာတော့အာဆင်နယ်ကကိုယ်ရင်ကွင်းမှာငါးကိုးတကိုးနဲ့ PSG အသင်းကိုပြပြတ်တသားအနိုင်ရထားပြီးတော့အခုဒီ2024ခုနှစ်အတွင်းမှာပဲချန်ပီယံလိအုပ်စုအဆင့်ပွဲစဉ်မှာတော့နှစ်ကိုးပြတ်နဲ့နိုင်ထားတယ်။အဲ့ဒီနှစ်ကိုးကတော့ဒီအမရိတ်မှာအခန့်ကစားပြီးခရင်ဘက်ကတကူဘူကာဆာကတကူသွင်းယူထားပြီးတော့ PSG တေးကိုနောက်ဆုံးတွဲဆုံမှာပါအတားရထားတယ်ဗောလေဒီတွဲဆုံမှုတွေကိုကြည့်မယ်ဆိုရင်အာဆင်နယ်စီ၃ချိန်အတားရထားတယ် နှစ်ကြိမ်တည်ကြထားတယ်။ဂိုးမသွင်းနိုင်တဲ့ပွဲတပွဲမှမရှိခဲ့တာတွေ့ရတယ်။ PSG ကတော့ဂိုးမသွင်းနိုင်တဲ့ပွဲတပွဲရှိခဲ့တယ်။ပြီးတော့စိတ်ဝင်စားဖို့ကောင်းတာလည်း PSG အသင်းက16အသင်းစစ်မှာလက်ပါဘူး quarter final မှာ Aston Villa တို့ကိုဖြုတ်ပြီးတော့ဒီ semi final မှာတော့ England ကလပ်အသင်းတသင်းဖြစ်တဲ့ Arsenal နဲ့ထပ်မံရင်ဆိုင်တွေ့ရတာပေါ့လေ။အဲ့တော့ England ကလပ်အသင်းတွေကိုတောက်လျှောက်ဖြုတ်လာခဲ့တဲ့ PSG က Arsenal နဲ့တွေ့တဲ့ခါကျရင်လွယ်ကူပါမလား။ Arsenal ရပဲအရှိရအင်္ဂလိပ်ကလပ်အသင်းနှစ်သင်းအစား လက်စားချေသွားမလားဒါကိုကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လေအဲ့တော့ဒီရာသီ PSG အသင်းရဲ့ပြည်တွင်းပွဲစဉ်အကြောင်းပြောလိုက်ရအောင်လက်ရှိကျွန်တော်ဒီဗီဒီယိုလုပ်နေချိန်မှာတော့ PSG ကပြည်တွင်းပွဲစဉ်30ကစားပြီးပြီအဲ့မှာ24ပွဲနိုင်6ပွဲတည်ရရှုံးပွဲလုံးဝမရှိထားဘူးအဲ့တော့သူတို့အနေနဲ့88မှတ်တိစုဆောင်းထားနိုင်ခဲ့ပြီးတော့သူတို့ကချန်ပီယံဖြစ်သွားပြီပြည်တွင်းပြိုင်ပွဲမှာအာဆင်နီကတော့သူတို့ထက်ဆိုင်ရင်တပတ်လောက်အနားရရဆိုမဲ့သူတို့အနေနဲ့က ဒီပီဒီလီဂူဝမ်ပွဲစဉ်တွေကအရေးမပါတော့ရန်နေနဲ့ကန်အောင်ရပြီဆိုအနေထားဖြစ်သွားပြီ။အာဆင်နယ်တက်တော့သူတို့ဂျားထဲမှာပွဲကစားအပါရှိတယ်။ဒါပေမဲ့သူတို့အတွက်ကပြည်တွင်းပြိုင်ပွဲရဲ့အရေးမပါတော့။အာဆင်နယ်ကတော့ပရီးမီးယားလက်ကျန်ပွဲတချို့ကိုဒီစင်ဖိုင်နယ်ပြီးတော့မှကန်ရမယ်လောလောဆယ်တော့အနားရထားပြီပေါ့လေ။အဲ့တော့ဒီအသင်းနဲ့မှာကြည့်လိုက်မယ်ဆိုရင်တော့အဲ့ဒီအသင်းမှာကျွန်တော်ကြိုက်ဆုံးကစားသမားဂိုးတွေအများဆုံးတင်ထားတဲ့ကစားသမားတော့အော့စမန်နီဒမ်ဘီလီတကယ်ဘာလုံးဒီယောရန်ကင်းမှာဆိုလို့ရှိရင်လည်း အဆင်မပြေနေရာမှာရောက်နေခဲ့တဲ့ဒမ်ပီလီကတော့ဒီရာသီပြိုင်ပွဲစုံ43ဝင်မှာ32ဂိုးတင်ပြီးတော့ကိုလုံးဖိုင်တာတယ်အဝါကတ်နှစ်ကတ်အနီကတ်တစ်ကတ်ထိထားတယ်အဲ့ဒါက PSG အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားပဲကျန်တဲ့ကစားသမားတွေဂိုးသွင်းတာရှိပါတယ်ဒါပေမဲ့သူကတော့လက်ရှိ PSG အသင်းရဲ့အကောင်းဆုံးကစားသမားလို့ပြောလို့ရတယ်ဘယ်ဘက်ချမ်းမှာဆိုဘာကိုလာဆော့လို့ရတယ် ပြီးတော့အဲ့ဘက်ဘက်ချမ်းမှာလည်းတချိန်တော့နာပိုလီအသင်းမှာကျွန်တော်အရန်ကြိုက်ခဲ့ရတဲ့ကဖက်စကီလာကျွန်တော်ကတော့အလိုပဲထွက်တာတချို့တွေကဘလို့အတန်ထွက်လဲမသိဘူးကဖက်စကီလာဆိုတဲ့ဒီဂျော်ဂျီယာသားလေးရှိတယ်ဘာကိုလာပွဲထောက်လားသူပွဲထောက်လားမသိဘူးအထောက်မှာတော့ဒမ်ဘီလီကိုတုံးတာရှိတယ်လီကောင်ရီကိုတုံးတာရှိတယ်ညာဘက်ချမ်းမှာဆိုတော့ဒဆိုင်ယန်ဒူလိုမျိုးကစားသမားမျိုးလည်းတုံးတာရှိတယ်ကိုင်းလန်မှာဆိုလို့ရှိရင်တော့ ဂျောင်နီဘတ်လိုမျိုးတကယ့်ကိုပိုတရှင်မြေကစားသမားလေးကိုသူတို့ကခေါ်ထားနိုင်ခဲ့တာကြံခဲ့တဲ့နွေရမှာခေါ်ထားတယ်တော်တော်လေးကိုကောင်းတာအဲ့တော့အာဆင်နယ်နဲ့တရိတ်ကျင်ထွက်လိုက်သေးရဲ့ဒါပေမဲ့ပြောင်းရွှေ့ကြီးအရင်မြင်မာတာဖြစ်တဲ့အတွက်ကိုသေးရဲ့နောက်ဆုံးတော့ final decision အထိရောက်မသွားခဲ့ဘူးပေါ့လေအဲ့ဒီကစားသမားမျိုးကိုအခုဒီရာဒီမှာကောင်းကောင်းလေးကွင်းလေးမှာအသုံးပြုထားနိုင်တယ်ပြီးတော့ဗင်တင်ဟာဗင်တင်ညာတို့လိုကစားသမားမျိုးတွေတကယ်ကမှကွင်းလေပိုင်းကတော်တော်လေးတောင်းနေပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်သတိထားမိတာက Aston Villa တင်းနဲ့ဒုတိယအကြော်ပွဲစစ်မှာတော့ PSG အသေးခန်းစစ်ကအမှားကြီးတော်တော်ကြီးလှုပ်တယ် ဲ့ဒီပွဲကအချက်လက်တွေကိုတေးချပြပြီးတော့အာရီတာတို့ကြည့်မယ်ဆိုရင်တော့ကိုအသင်းက PSG အသင်းကိုဘလို့ကန်ရင်ဂိုးတွေပိုရနိုင်တယ်ဆိုတာကိုတွေ့ရှိသွားနိုင်တယ်။အသင်းနဲ့သင်းကပြီးပြည့်စုံတယ်ဆိုတာမရှိဘူး။အာဆင်နယ်မှာလည်းအားနည်းချက်တွေရှိတယ်။ PSG မှာလည်းအားနည်းချက်တွေရှိတယ်။လူဝစ်အန်ရီကေကဘာပြောလဲဆိုတော့အာဆင်နယ်သင်းရဲ့တောင်းကန်ဘောတွေတက်ကန်ဘောတွေနဲ့ပတ်သက်ပြီးသူဘာမှပြစ်စင်ထားတာမရှိပါဘူးတဲ့အတင်းတိုင်းမှာအားနည်းချက်အားတတ်ချက်ရှိတယ်ပထမတစ်ချိန်နဲ့တွစ်ဆုံပြီးပြီဖြစ်တဲ့အတွက်အာဆင်နယ်တင်းချောင်းလို့သူတို့ကောင်းကောင်းသိရလို့ပြောထားတယ်အဲကိုရီးယားတင်းကတော့ တကံပေါ်ရင်းနဲ့ပတ်သက်ရင်အားသာချက်ရှိတယ်ပို့ပြီးလုံနိုင်တယ်ဆိုတော့လည်းဒါတော်များမြင်ပြီးသားပေါ့လေအဲ့ဆိုအဲ့ဒီပွဲစဉ်မှာတော့တကံပေါ်ကြီးပဲအတုံးချသွားမှာမသိဘူးဒါမှမဟုတ်အသင်းကပဲ open player အနေပဲဂိုးတွေသွင်းသွားမလားကျွန်တော်ပထမဒီအုပ်စုစစ်မှာတွေ့တုန်းကခိုင်ဘက်ကအမြင်ပေါ်ဂိုးသမားနဲ့ရှီလူပြီးသွင်းသွားတဲ့တကူရယ်ဘူကောက်ဆာကအဝေးကြီးကလှမ်းကန်တဲ့အလုံးကရှုပ်ချက်ခဲ့တဲ့ကြားတန်းပြီးတော့အဲ့ဒီ free kick ကဝင်သွားခဲ့တာလေဆိုတော့ဒုတိယကြုံမှာလည်းအဲ့လိုတေကန်ဘောရီယာပဲအာဆင်နယ်တင်ကိုယ့်ရဲ့အမ်ဘရိတ်မှာအနိုင်ပွဲတစ်ခုကိုပုံဖော်နိုင်မယ်လို့ယူဆထားတယ်ပြီးတော့လည်း ခရစ်စတယ်ပေးလီအသေးနဲ့ပွဲစဉ်မှာခီဘီယောရဲ့ခေါင်းတိုက်သွားတဲ့ဂိုးမျိုးကအဲ့ဒီပွဲစဉ်မှာတကယ့်ကိုတေကန်မောတွေမြှောက်ပေးမယ်ဆိုရင်ခေါင်းတိုက်ဂိုးကောင်းတဲ့အရက်မြင့်စင်တာဘက်ကစားသမားတွေအတွက်လည်းတကယ့်ကို finishing လုပ်ရမယ်အခိုက်အတန့်ပေါ့လေအဲ့တော့သူတို့သိရင်ကိုသမားဒိုနာရူမာကလည်းတကယ့်ကို quality မြင့်ကိုသမားတူပါဒါပေမဲ့သူမှားခဲ့တဲ့အခိုက်အတန့်လည်းရှိရဲအဲ့တော့အာဆင်နယ်အသင်းကတော့အရှိကသူတို့ 16ဒီစင်မှာကြော်ဖြတ်ခဲ့တဲ့လက်ပါဘူးควอเตอร์ဖိုင်နယ်မှာကြော်ဖြတ်ခဲ့တဲ့အက်စတွန်ဗီလာထက်ပိုပြီးတောင်တင်းလို့ဆီမီဖိုင်နယ်တက်လာခဲ့တဲ့အသင်းတစ်သင်းဖြစ်မိတ်ဆက်ပေးရဖို့ရှိတယ်ကျွန်တော်ကတော့တမိုင်းတစ်လျှောက်တွေ့ဆုံပါရောလက်ရှိချိန်တပတ်လောက်အနားရထားတဲ့အနေအထားရောကစားသမားတွေကလည်းရီယိုကြော်ဖြတ်လာတဲ့မန်တလတီအရာရော ပြီးတော့ကြံခဲ့တဲ့ Premier League ပွဲစဉ်နှစ်ပွဲမှာကစားသမားတချို့အနာပေးနိုင်ခဲ့တဲ့အနေအထားကြောင့်ကျွန်တော်ဒီပွဲစဉ်မှာတော့ကိုယ့်အိမ်ကွင်းမှာအာဆင်နယ်ကိုအသာယူနိုင်မယ်လို့ယုံကြည်ထားတယ်။အာဆင်နယ်ကြောင့်လည်းသိရတဲ့အတိုင်းပဲပထမအကျော်ကိုယ့်အိမ်ကွင်းမှာဆိုရင်တော့ပွဲကိုဖျက်နိုင်တဲ့ရလဒ်တစ်ခုယူထားလိမ့်ရှိတယ်။အထူးသဖြင့်ကျွန်တော်တို့ PSV အသင်းကိုပထမအကျော်နယ်သားလက်မြေမှာသွားပြီးကန်တော့ကအဲ့ဒီ PSV ကိုကျွန်တော်တို့ဂိုးပြရလတစ်ခုနဲ့ဒုတိယကျော်ကန်စီယာမလိုဘဲနဲ့နော်ဆင်တက်ဖို့လုံထားနိုင်ခဲ့တယ်ဒုတိယကျော်ကလုံးဝ pressure king king ဖြစ်သွားတယ်။ Real Madrid နဲ့ပွဲစဉ်မှာလည်းပထမအကြုံမှာတင် စီးဖိုင်တို့မြင်ရလောက်တဲ့ရလတခုကိုဖြတ်ထားနိုင်ရတယ်အခုကိုယ့်ရဲ့အင်ကွင်းမှာ PSG အသင်းကိုပထမအကြော့မှာတင်ဘောလီဝဲကိုတန်လန်းနိုင်လောက်တဲ့ကိုရလက်တခုစောစီးဖြတ်ထားနိုင်မလားစောက်ကြည့်သွားပါပါကျွန်တော်ကယုံကြည်မှုအပြည့်အဝရှိပါတယ် PSG လုံးဝကောင်းပြီးတန်ပါတယ်ဆိုရင်တော့မှအာဆီနီကလည်းဒီ level ကိုပေါ်ပဲအခြားတိုးပေါက်ကနေဝင်လာခဲ့တာမဟုတ်ဘူးတကယ်ကိုကောင်းမွန်တဲ့အသင်းတွေကိုကြော်ဖြတ်ပြီးရောက်လာခဲ့ရပါလေပြီးတော့အာဆီနယ်က128ကနေဝင်လာခဲ့တဲ့ VIP အသင်းတစ်သင်းလည်းဖြစ်တယ်ဒါကြောင့်မို့လို့ ဒီအစ်စ်မှာတော့အာဆီနယ်ဒီ PSG ကိုကျော်ဖြတ်ပြီးတော့ final တက်သွားမယ်လို့ကျွန်တော်တော့အပြည့်အဝယူကြပါရတယ်။အရေးကြီးဆုံးကတော့ကိုယ့်အိမ်ကွင်းမှာပြတ်သားတဲ့ဂိုးရလဒ်တစ်ခုနဲ့ပုံဖော်ထားနိုင်မှုအရေးကြီးပါရတယ်။ပြင်သစ်မြေဆိုတော့တည့်ရတိုင်းပဲပေးသက်အပင်းမှုရေချားမြေချားဆိုတဲ့အတွက်ကိုယ့်အိမ်ကွင်းမှာအကောင်းဆုံးအောင်ဖြစ်ထားနိုင်တော့ပို့ပြီးအစ်စ်ပြပါပေါ့လေ။လူဝီအင်ရီကေးလည်းသိပါရတယ်။အာဆင်နယ်ကိုအာဆင်နယ်လိုဖွင့်ဆိုရင်ဘယ်လောက်ထိဒုက္ခများလဲဆိုတော့သူကောင်းကောင်းသိရဖြစ်တဲ့အတွက်သူတို့အသင်းရဲ့နံပါတ်ကျော်တိုက်စစ်တောင်းပန်တွေကိုဖွင့်ပြီးစော့မလားအာဆင်နယ်ကိုပရီးမီယာလိဂ်အသင်းတွေကစားလို့မျိုး မစ်ဘလော့လိုဘလော့ကြီးဆော့သွားမလားတစ်ဖက်မှာလည်းဘာစီလိုနာနဲ့အင်တာမီလန်ဒီဘက်မှာလည်း PSG နဲ့အာဆင်နဲ့အဲ့တော့တစ်ဖက်ကဘာစီလိုနာအင်တာမီလန်ကတော့ကျွန်တော်ထင်တာတော့ဘာစီလိုနာတက်လာမယ်ထင်တယ်ဒီဘက်ကလည်း PSG အာဆင်နဲ့ကတော့အာဆင်နဲ့က PSG ကိုကြော်ဖြတ်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီတစ်ချိန်လုံးကဘာစီလိုနာနဲ့ဖိုင်နယ်မှာပြန်ပြီးတွေ့ရတဲ့ ရှုံကျူကိုပြန်ပြီးဆက်နိုင်မယ်လို့ယုံကြည်ထားတယ်။အကယ်၍တစ်ဖက်မှာအင်တာတက်လာသည်ဖြစ်စီ၊ဘာစီလိုနာတက်လာသည်ဖြစ်စီ၊အာဆင်နယ်ကတော့ဒီဘက်စီဖိုင်နဲ့မှာ PSG အသင်းကိုနှစ်ကျော်စလုံးအနိုင်ယူကျော်ဖြတ်နိုင်ဖို့တော့ကြိုးစားသွားမှာပေါ့လေ။ PSG အသင်းရဲ့အားနည်းချက်ကတော့ဗဟိုခံစစ်လို့ကျွန်တော်ထင်တယ်။ဂျန်နယ်ပိုင်းနေသူတို့ကောင်းတာကောင်းတယ်နော်။ဒါပေမဲ့သူတို့ရဲ့ဗဟိုခံစစ်ကတစ်ခါကြိုက်ရင်အမားများတာရှိတယ်။သူတို့ဖူးဝက်ကစားမှရရှိကိုတားလိုက်တဲ့ခါမှာတော့အာဆင်နယ်အသင်းအတွက်ဆိုတော့အဲ့ဒီ space တွေကအားသာချက်အဖြစ်ကောင်းကောင်းအသုံးချလို့ရမယ်။ပြီးတော့မီခေးမိန်တို့ကြီးကိုလည်းကျွန်တော်အနားပေးခဲ့တာဖြစ်တယ်ပေါ့လေ။အဲ့ဒီပွဲစဉ်နဲ့ တ်သက်ပြီးတော့ကျွန်တော်တို့စောင့်ကြည့်သွားမှာပါအဲဆိုတော့တမန်တစ်လျှောက်တွေးဆမှုတွေကတော့အာဆင်နယ်ကအသာရထားပါတယ်အဆုံးထိကြည့်ပြတဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာဒီ season လေးကိုဒီကောက်ဝင်ကြီးပန်းအောင်ပြီးတဲ့ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြောင်း6 9 6 6 3 9 3 9ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရရမှာဖြစ်လို့ဝန်ပုံဝန်ချက်ရှိမှဘောလုံးပွဲတွေကိုလောက်မှဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုတော့ YouTube မှာကိုထုပ်ပေါ်ရှိုးရိုက်ချပြီးကျွန်တော်အားပေးလို့ရပါတယ် iFact ကိုကို support internet ငါးသုံးလုံးပစ်တို့ကိုကစားလို့ရနေပါပြီခင်ဗျာ